င်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင်အခုတခါတင်ဆက်ဖက်ပြမှာကတော့ဆ iam Anna Black E Be Mindful စာအုပ်ရဲ့အပိုင်း၃မဲဖြစ်ပါတယ်ရှင်အသိတကြီးလေ့ကျင့်မှုလုပ်လိုက်တဲ့အခါကျမတို့ရဲ့အာယုံကို ကျမတို့ရဲ့အတွေးတွေစိတ်လှုပ်ရှားမှုတွေနဲ့ ခန္ဓာကိုယ်ထိတွေ့ခံစားမှုတွေစီကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။ကျမတို့အတွေးတွေအမှုအကျင့်ပုံစံတွေအလေးအထားတွေကိုစပြီးသတိထားမိပါတယ်။အဲ့ဒီအခါပင်ကိုမဟုတ်တဲ့အပြုအမူတွေချုပ်ချယ်မှုတွေကိုလည်းသတိထားမိပါတယ်။ကျမတို့ဟာဘလောက်သတိမရှိတာကိုလည်းသဘောပေါက်သွားပါလိမ့်မယ်။ ကျမတို့ကို အတိတ်ကတန်တရာကို ပြန်သွားနေတာဒါမှမဟုတ်အနာဂတ်ကောင်တစ်ခုကို မျောတလင်းလင်းဖြစ်နေပြီးအချိန်ကုန်မှန်းမသိကုန်နေစီပါတယ်ဒါပေမဲ့ဒေါက်တာဂျွန်ကပတ်စင်ကလက်ရှိအချိန်ကသာလျှင် အပြောင်းအလဲလုပ်နိုင်တဲ့တစ်ခုဒီသောအချိန်လို့ပြောပါတယ်ကျမတို့ရဲ့အတွေ့အကြုံကဘာလဲဆိုတာတည်တည်ချာချာသိမှပဲအမျောအမြင်ရှိတဲ့အပြောင်းအလဲတွေလုပ်နိုင်မှာဖြစ်ပါတယ်သတိရှိခြင်းသတိမြဲခြင်းဆိုတာကိုပြုစုပျိုးထောင်မှသာ ာရရှိနိုင်တဲ့သိမှုအခိုက်အတန့်လေးကားသာ လူဘဝအဖြစ်အပျက်မျိုးစုံကိုချင်းချင်းချိန်ချိန်တုတ်ပြန်ဖို့အခွင့်အရေးရမှာဖြစ်ပါတယ်ဒီလိုအခိုက်အတန့်လေးကကျမတို့စဉ်းစားဖို့နေရာလက်ကလေးဖန်တီးပေးမှာဖြစ်ပါတယ်အဲ့ဒီကတဆင့်ကျမတို့လုံနေကြဆန့်ကျင်တုတ်ပြန်မှုတွေကိုနှစ်ခေါက်လောက်စဉ်းစားပြီးမှသာလုံဖို့အခွင့်တာစီမှာဖြစ်ပါတယ်ဒီလိုအသေးအဖွဲအပြောင်းလဲလေးကကျမတို့သွားမဲ့လမ်းကြောင်းကိုအများကြီးပြော င်းလဲစီမှာဖြစ်ပါတယ်ပို့ပြီးချင်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 းတုတ်ပြန်စီမှာလည်းဖြစ်ပါတယ် MBSR နဲ့ MBCT အစည်းအဝေးတွေဟာ ကုကံအကျိုးကျေးဇူးအများကြီးရစေတယ်ဆိုတဲ့အထောက်အထားတွေပြပြစုံစုံရှိပါတယ်ကျမတို့ရဲ့စိတ်ပိုင်းရုပ်ပိုင်းခံစားမှုတွေနဲ့ပတ်သက်ပြီးတော့လည်းအများကြီးအကျိုးပြုပေးပါတယ်ဝေဒနာကဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ ကျမတို့ဟာကြေကွဲမှုတွေဆုံးရှုံးမှုတွေတည်ခြင်းတရားတွေအားလုံးခံစားကြရမှာဖြစ်ပါတယ်ပျော်ရွှင်စရာအဖြစ်အပျက်တွေဖြစ်တဲ့ကလေးမွေးနေ့တို့မင်္ဂလာဆောင်တွေမှာတောင်စိတ်ဖိစီးမှုတွေကရှိနေသေးပါဒါပေမဲ့နေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေက ကျမတို့ရဲ့ကျန်းမာရေးကိုအများကြီးထိခိုက်စေပါတယ်အဲ့ဒီစိတ်ဖိစီးမှုတွေဟာတကယ်တော့စိတ်ဖိစီးမှု အသေးလေးတွေဖြစ်တဲ့ ယထာလွတ်သွားတာတို့ချိန်နာတာမေ့သွားတာတို့ကွန်ပျူတာရိုက်နေတုံး safe မလုံးမီလို့ file တစ်ခုလုံးပြတ်သွားတာမျိုးဒါမှမဟုတ်ကိုချစ်တဲ့လူတယောက်ယောက်ကိုနစ်နာအောင်ပြောဆိုမိတာမျိုးတွေပေါင်းပြီးဖြစ်လာတာပါ တနေ့တာကြုံနေရတဲ့အခိုက်အတန့်လေးတွေကိုသတိပြုနေထိုင်ခြင်းအဖြစ်ကိစ္စတွေအလုပ်တွေကို မတူတဲ့နည်းတွေနဲ့လုတ်ကင်သွားမယ်အချိန်တိုင်းအချိန်တိုင်းမှာတဆင့်ပြီးတဆင့်ပြောင်းလဲသွားမယ်ဆိုရင် ကျမတို့ရဲ့နေစဉ်ဘဝဟာ ပိုပြီးကောင်းမွန်သားရလာမှာဖြစ်ပါတယ်။ကျမတို့တွေဟာဘဝမှာအခိုက်အတန့်လေးတွေမှာတက်ကြွနိုးကြားလာတဲ့အခါအမေရိကန်ပါမောက်ခမစ္စတာကပတ်စင်ပြောသလိုကပ်ဘေးကြီးကိုရင်ဆိုင်တွေ့ကြုံနေတာပဲဖြစ်ပါတယ်။အဲ့ဒီကပ်ဘေးကြီးမှာပျော်စရာတွေခက်ခဲတာတွေနာကျင်စရာတွေ ပြင်းဤညီငွေစရာတွေအကုန်ပါဝင်နေပါတယ်ဘဝကြီးဟာဘာလဲဆိုတာစပြီးသတိပြုမိတဲ့အခါဥပမာယာဒီဥဒုလိုမျိုးမှာအပြောင်းလဲဖြစ်နိုင်ကြီးကအမြဲရှိနေပါတယ်ကျမတို့လူသားအလုံးဟာဝေဒနာခံစားရမယ်ဘဝဆိုတာခက်ခဲကြမ်းတမ်းနေဆိုတာသဘောပေါက်ကြပါတယ်မီဒီယာတွေကအယုံသွင်းပေမဲ့လည်းလူတိုင်းဟာအမြဲတမ်းပျော်ရွှင်မနေဘူးဘဝဆိုတာပြည့်ပြည့်စုံမှုအမြဲမရှိပါဘူး မပျော်ရွှင်မချမ်းမြေ့မှုတွေကြုံတွေ့နေရတယ်ဆိုတာနဲ့တော့ကျမတို့ဟာကြရှုံးနေတာမဟုတ်ပါဘူးဆိုတာသဘောပေါက်ခြင်းကစိတ်လွတ်လပ်မှုဖြစ်ပေါ်စေပါတယ်တရားထိုင်တာတို့စနစ်တကျတရားရှုမှတ်တဲ့အလေးအချင်းတွေလုပ်တဲ့အခါကျမတို့ကြုံနေရတဲ့အခက်ခဲတဲ့စိတ်လှုပ်ရှားမှုတွေဖြစ်တဲ့ညီငွေခြင်းကနာမငိမ်ဖြစ်ခြင်းတိမခန့်နိုင်ခြင်းစိတ်မချမ်းမြေ့ခြင်းကြောက်ရွံ့ခြင်းဒေါသဖြစ်ခြင်းတွေက တစ်ချိန်မဟုတ်တစ်ချိန်ပေါ်လာမှာဖြစ်တယ်လို့ကောင်းတဲ့စိတ်ခံစားမှုတွေလည်းရရှိမှာဖြစ်ပါတယ်။စနစ်တကျတရားရှုမှတ်တဲ့အခါခက်ခဲတဲ့စိတ်လှုပ်ရှားမှုတွေကိုလေ့ကျင့်ခွင့်ရတဲ့အတွက်နေ့စဉ်ဘဝမှာကြုံလာရင်လည်း ခံနိုင်ရည်ပိုရှိလာမှာဖြစ်ပါတယ်။ကျမတို့အတွေးတွေကို သိမြင်လာတဲ့အခါကျမတို့ရဲ့မပျော်ရွှင် မချမ်းမြေ့မှုဘလောက်များများကိုယ့်ဘာသာကိုပုံဖော်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာသဘောပေါက်လာပါတယ်။ဥပမာတင်းခင်မွန်းကချထားတဲ့အိတ်ကိုခလုတ်တိုက်တယ်ဆိုပါစို့။ခြေချောင်းလေးနာသွားပြီးဒါကပထမအများပါ။အဲ့ဒီနောက်ဆက်ပြီးတွေးတာကအဲ့ဒီအိတ်ကိုကျင်းဝါးဆူဆဲနေတော့ဒါပါပဲ။အိတ်ကိုချထားတဲ့ခင်မွန်းကိုလည်း သင်ကပြစ်တင်ရှုတ်ချမှန်မဲနေတော့တာပါပဲအိမ်ကြီးကြီးမဝယ်နိုင်တာကိုလည်းမစီမဆိုင်အပြစ်မြင်ပတ်ရန်လေးရှိကြပါတည်းအဲ့ဒီလိုနောက်ပိုင်းဖြစ်တဲ့ကိစ္စတွေကဒုတိယမြန်အိတ်ချထားတာကိုခလုတ်တိုက်လိုက်လို့ခြေချောင်းနာသွားတာကိုဘာမှလုံးလို့မရပါဘူးဒုတိယမြန်ဖြစ်တဲ့နာလို့ပက်ရန်တာတွေပြစ်တင်ရှုတ်ချတာတွေကရှောင်လို့ရပါတယ်ထိန်းလို့ရတာတွေပါ မင့်မျောသွားတဲ့အတွေ့ထုတ်ပြဖို့ဆိုတာမလွယ်ပါ ဝင်သက်ထွက်သက်ကိုအာယုံစိုက်တဲ့အလေးအကျင့်လုပ်တဲ့အခါဒါမှမဟုတ်အတန်တခုခုအထီးအတွေ့တခုခုကိုအာယုံထဲလိုက်တဲ့အခါမကြမကြဆိုသလိုအာယုံက လွင့်တက်ပါတယ်ဒါကြောင့်အာယုံလွင့်သွားတဲ့အချိန်တိုင်းဝင်သက်ထွက်သက်အာယုံစီ ပြန်ပြီးညဉ့်ညဉ့်တတဆွဲယူရမှာဖြစ်ပါတယ်။လွင့်သွားတဲ့အတွေးကိုထုတ်ပစ်ဖို့လေ့ကျင့်နေတာဖြစ်ပါတယ်။ဒါကိုကျမတို့ကအကြိမ်ကြိမ်လေ့ကျင့်ရတာဖြစ်ပါတယ်။လွင့်မျောသွားတဲ့အတွေးတွေကိုထုတ်ပစ်ဖို့လေ့ကျင့်တာဖြစ်ပါတယ်။ကျမတို့ကလေ့ကျင့်တယ်။လေ့ကျင့်တယ်ဆိုတာအကြိမ်ကြိမ်အခါကလုပ်ရတာဖြစ်ပါတယ်။ လေ့ကျင့်တယ်ဆိုတာအချိန်ပေးစူးစမ်းအားထုတ်မှုလိုအပ်ပါတယ်။သတိရှိခြင်းဆိုတာအမြန်ကုနီတော့မဟုတ်ပါဘူး။ကောင်းတဲ့အပြောင်းအလဲအစစ်အမှန်ဖြစ်ဖို့အတွက်သတိရှိခြင်းကိုဘဝရဲ့အဓိကအစိတ်အပိုင်းတစ်ခုလို့သဘောထားဖို့လိုအပ်ပါတယ်။ဒီကိစ္စကလန့်စရာကောင်းပေမဲ့ ကိုကိုကိုတတိပေးရမှာက အသေးအဖွဲလေးတွေကနေစပြီးတဆင့်ချင်းတက်သွားဖို့ပါပဲဒီစာအုပ်ဖတ်လိုက်တယ်ဆိုတာက ပထမအဆင့်ကိုစလိုက်ပြီးဖြစ်ပါတယ်အဆင့်သေးသေးလေးတွေကစပြီးစိတ်ဖိစီးမှုလို့ခံယူထားတဲ့ဖိစီးမှုလေးတွေကစပြီးအနှုတ်သဘောဆောင်တဲ့ကိစ္စကိုသေးသေးလေးတွေကနေစလုပ်ရမှာဖြစ်ပါတယ်ဘယ်သူတွေကတတိအသိရှိမှုကို လေ့ကျင့်နိုင်မလဲ တတိအသိရှိခြင်းဟာတချို့လူတွေမှာပင်ကိုယ်တဘာဝအဖြစ်ကိုကအားကောင်းတဲ့လက္ခဏာတစ်ရပ်ဖြစ်ပေမဲ့ ကျန်တဲ့လူတွေကတော့တိတ်အားမကောင်းလှပါဘူးဆိုလိုတာကဒီလက္ခဏာဟာလူတိုင်းမှာအ ਨੇ နဲ့အများကတော့ရှိနေတာပါပဲပြိုးထောင် ပြူစုလို့ရတယ်ပိုပြီးအားကောင်းလာအောင်လုပ်လို့ရတယ်ထုတ်ယူလို့ရတယ်တတိအသိရှိတယ်ဆိုတာလူတိုင်းအတွက်အကျိုးပြုပါတယ်အထူးသဖြင့်အောက်မှာဖော်ပြထားတဲ့ပုံကိုယ်တွေအတွက်ပိုပြီးအထောက်အကူဖြစ်စေပါတယ် တမနာမကျန်းဖြစ်နေသူတွေကို ပြုစုစောက်ရှောက်ပေးနေသူတွေပြုစုစောက်ရှောက်မှုဖြင့်အသက်မွေးဝမ်းကြောင်းနေသူတွေကျမတို့ဟာတပါးသူတွေကိုပြုစုစောက်ရှောက်နေတဲ့အခါကိုကိုကိုပြုစုစောက်ရှောက်ဖို့အချိန်ပေးဖို့ကတော်တော်ခက်သွားလိရှိပါတယ်။ဒါပေမဲ့ပထမဦးစားပေးကကိုကိုကိုပြုစုစောက်ရှောက်ဖို့ပါ။ဒါမှသာသူတပါးကိုပို့ပြီးထိတိယောက်ယောက်ကူညီနိုင်မှာဖြစ်ပါတယ်။ နှင့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကြောင့်စိတ်ဓာတ်တစ်ကြိမ်ကျဆင်းဖူးသူတွေထက်ထက်တလဲလဲစိတ်ဓာတ်ကျဆင်းတဲ့ဒဏ်ခံရတဲ့လူတွေတတိအသိရှိမှုကနောက်တစ်ကြိမ်ပြန်မဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်းမှပေးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဓာတ်ကျမဲ့လက္ခဏာတွေကိုစောစောစီစီတွေ့မယ်။ဒါကြောင့်အကျိုးကျေးဇူးတွေကိုကာကွယ်နိုင်မယ်။ဒဏ်သိပ်မခံစားရတော့ပါဘူး။ သုံးစိုးရိမ်ကြောင်းကြဖြစ်နေသူတွေကျမတို့ဟာအတိတ်မှာပဲဆက်နေနေမယ်အနာဂတ်အတွက်တွေးပူနေမယ်ဆိုရင်စိုးရိမ်စိတ်ဝင်လာမှာဖြစ်ပါတယ်ဖြစ်လာရင်ဘာဖြစ်မလဲဖြစ်လာခဲ့သည်ရှိတော်စတဲ့အတွေးတွေကကျမတို့စိတ်တွေကိုမွန်းကျက်စေပါတယ်လက်ရှိပစ္စုပန်ကိုအာယုံစိုက်တာကသာ စိတ်ဓာတ်ကျဆင်းတာကိုရက်စီမှာဖြစ်ပြီးခန္ဓာကိုယ်မှာဖြစ်နေတဲ့အာယုံတွေကို ခံစားခြင်းအဖြစ်မကောင်းမြင်စိတ်ကို ထုတ်ပြစ်နိုင်မှာဖြစ်ပါတယ် လေနာတာရှိဝေဒနာခံစားနေရသူတွေသတိအသိရှိခြင်းကဝေဒနာနဲ့အတူနေထိုင်နှင်းကိုကုညင်ပေးမှာဖြစ်ပါတယ်ဝေဒနာလောင်မြိုက်ခြင်းမှကာကွယ်ပေးမှာဖြစ်ပါတယ်စိတ်နဲ့ခန္ဓာမှာအချိန်အခိုက်အတန့်အပြောင်းလဲလေးတွေတိုင်းကိုသတိပြုမိခြင်းအဖြစ်အဲ့ဒီအချိန်လေးတွေကိုပိုပြီးကောင်းကောင်းအသုံးချနိုင်မှာဖြစ်ပါတယ် အဲ့ဒီကမှတဆင့်ဘယ်အချိန်မှအနားယူရမယ်ဘယ်အချိန်မှအပြန့်ဖြစ်ရမယ်ဆိုတာသတိပြုမိမှဖြစ်ပါတယ် ငါနာတာရှိဝေဒနာခံစားနေရသူတွေဒါမှမဟုတ် ဝေဒနာမကြမကြခံစားနေရသူတွေနာကျင်မှုနဲ့ပတ်သက်ပြီးကိုကိုကို ပြန်ပြောနေခြင်းအဖြစ် ဝေဒနာပိုတိုးလာစေပါတဲ့ခန္ဓာကိုယ်ကဒဏ်ခံနိုင်ရှိအောင်နာကျင်မှုဝေဒနာကိုပြန်ခုခံနိုင်အောင်ပိုတင်းကျက်လာမယ်အဲ့ဒီလိုလုပ်ရင် စိတ်ဖိစီးမှုက ပိုလာမယ်တခြားခန္ဓာကိုယ်နေရာအနှံ့မှာလည်းတင်းမာလာမယ်တတိအတိရှိခြင်းစိတ်ကအဲ့ဒီနာကျင်မှုရှိတဲ့နေရာ ရာတွေအနာသွားမှာဖြစ်ပါတယ်။ဒါကြောင့်နာကျင်တဲ့ဝေဒနာသူတို့ရဲ့လက္ခဏာတွေနဲ့ ရင်းနှီးမှုရပြီးကျမတို့ကိုကိုကိုဘလို့ပြောနေတယ်လဲဆိုတာသတိပြုမိမှာဖြစ်ပါတယ်။ကျမတို့ကိုဝေဒနာတွေကိုဘလို့ပုံဖော်ပြောဆိုနေတယ်လဲဆိုတာကတဆင့်ကျမတို့ရဲ့မသိစိတ်မှာပေါ်နေတဲ့ကြောက်စိတ်တွေဖြစ်ခြင်းနဲ့ဆန္ဒတွေစတဲ့အတွင်းစိတ်တွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။ဒီလိုနဲ့ဝေဒနာမှာပိတ်မိနေတာကနေတတ္တာစီမှာဖြစ်ပါတယ်။နာကျင်မှုကရှိနေသေးပါ။ အဲ့ဒီဝေဒနာကအနာကျင်မှုထက်အများကြီးပိုပါတယ်6စိတ်ဖိစီးမှုခံနေရသူတွေစိတ်ဒုက္ခရောက်နေသူတွေတတိအတိရှိခြင်းနေနဲ့စိတ်ဖိစီးမှုဆန့်ကျင်တံပြန်မှုခလုတ်ကိုပိတ်နိုင်ပါတယ်ခွန်အပြောင်းအလဲအချိန်ကာလဖြတ်တန်းနေကြသူတွေဘဝမှာအပြောင်းအလဲတစ်ခုခုနဲ့ကြုံရတဲ့အခါမျိုးဥပမာအရွယ်ရောက်တော့ကလေးတွေအိမ်ကနေထွက်တဲ့အချိန်မျိုး လူဘိုတယောက်လိုပြုတ်မှုခံရတဲ့အခါမျိုးတန်ရောစဉ်ဖြတ်ခံရတဲ့အခါမျိုးအိမ်အောင်ပြိုကွဲတဲ့အခါမျိုးတွေမှာတင်နန်းကိုပို့ပြီးလာရောက်ကြပါတယ်သူတို့ထင်သားတဲ့အလွန်အမင်းခိုင်ခန့်တဲ့နေစဉ်ဘဝဟာ ပြောင်းလဲသွားပါပြီ ရှစ်ဘာလဲဆိုတာတည်တည်ချာချာမသိသေးပေမဲ့လေသူတို့ရဲ့ဘဝကိုတနည်းနည်းနဲ့ကွဲပြားခြားနားသွားအောင်လှုပ်ချင်တဲ့စိတ်ဖြစ်နေတယ်ဆိုတာသဘောပေါက်သွားတဲ့လူတွေအဲ့လိုလူမျိုးတွေဟာဘာဖြစ်တာလဲဆိုတာကိုတော့ကြာကြာနက်နက်စစ်ဆေးအဖြစ်မဖော်ရသေးတဲ့လူတွေဖြစ်ပါတယ် တတိအတိရှိခြင်းအလေးအထားဟာကျမတို့ရဲ့ဘဝမှာစိတ်ပိုင်းဆိုင်ရာမျှတစေဖို့လေ့ကျင့်ပေးတာဖြစ်ပါတယ်။ကျမတို့အားလုံးဟာ ထူးခြားတာတစ်ခုခုတော့ရနိုင်ကြပါတယ်။ အပေါင်းအသင်းရောင်းရင်းတွေနဲ့နေလေးရှိပြီးကြကြလလောင်နေတတ်တဲ့သူတွေအနေနဲ့သူတို့ရဲ့စိတ်ကိုလူရှိသူရှိမှပို့ပြီးချင်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 းတုတ်ပြန်ဖို့နဲ့တစ်ဖက်လူကိုလည်းနားထောင်ပေးဖို့တွေကိုနားလည်လာမှာဖြစ်ပါတယ်ကြကြလလောင်ပြောလို့မရှိတဲ့လူတွေရှက်တတ်တဲ့လူတွေကတော့ထုတ်ပြောရမယ်သူများတွေသိအောင်လုပ်ဖို့လိုတယ်ဆိုတာ သဘောပေါက်လာမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကိုယ်အလေးချိန်ကြသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့စိတ်ဓာတ်ကြလာရင် လူတွေက အလိုအလျောက်စားခြင်းစိတ်ဖြစ်တတ်တယ်ဆိုတာစပြီးသတိပြုမိမှာဖြစ်တဲ့အတွက်ဆင်ခြင်ရမှာဖြစ်ပါတယ်။ကျမအတွက်ကောင်းလာတဲ့အကျိုးဆက်ကတော့အိမ်မှာအပူအလေအလွင့်တွေကို ပြန်အသုံးချနေပါပြီ။တတိအသိရှိမှုအလေအချင်းမလုတ်ခင်ကတော့ကျမလုတ်တာလီကမဖြစ်စလောက်နဲ့ဆိုတော့ တိတ်ပြီးအရာရောက်မှမဟုတ်ဘူးလို့တွေးခဲ့မိပါတယ်။တတိရှိမှုအာယုံပြုရှုမှတ်တဲ့အခါမှာအသေးအဖွဲလေးတွေကလည်းအပြောင်းလဲတစ်ခုဖြစ်ပါလားဆိုတာသဘောပေါက်လာပါတယ်။နောက်ပြီးအတွေ့တစ်ခုချင်းစီနဲ့လှုပ်ဆောင်မှုတစ်ခုချင်းဟာအကျိုးဆက်တွေရှိလာပါလားဆိုတာကိုလည်းနားလည်လာပါတယ်။ လက်ရှိအချိန်ကိုဘလို့ချင်း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 တုံ့ပြန်မလဲဆိုတာစဉ်းစားရွေးချယ်ခြင်းအဖြစ်နောက်တစ်ဆင့်ဘာဖြစ်မလဲဆိုတာကိုဩဇာလွှမ်းနိုင်တာမျိုးဟာ ဘဝအဆင့်အတန်းအမျိုးမျိုး လူတဦးချင်းအနေနဲ့ကတစ်ဆင့်ကဘာတဝမ်းလုံးတွယ်ဝိုက်အကျိုးသက်ရောက်မှုရှိစေပါတယ်။ လူသစ်တန်းတွေအနေနဲ့တရားထိုင်မှုသူတို့စိတ်တွေကတိတ်အလုံများတယ်လို့ထင်လေးရှိပါတယ်ဗုဒ္ဓရဲ့တွေးခေါ်ဆင်ခြင်မှုကတော့မြောက်တွေဟာတစ်ပင်တပင်ကနေနောက်တပင်ကိုခုန်ကူးနေတယ်လို့မြောက်စိတ်အကြောင်းပဲဖြစ်ပါတယ်ကျမတို့ဟာဆန္ဒရှိရင်ဘယ်သူမဆိုတရားထိုင်နေသင်ယူလို့ရပါတယ်တရားကျင့်တဲ့နည်းတွေအမျိုးစုံလင်တာကစမ်းသပ်ကြည့်ဖို့အခွင့်အရေးပေးတာပဲဖြစ်ပါတယ်ဥပမာစိတ်တွေဟာကနာမငြိမ်ဖြစ်နေတဲ့အချိန်မျိုးမှာတတိနဲ့လှုပ်ရှားတာ ဟာအထောက်ပံ့ရပါတယ်။နောက်ပြီးထိုင်ပြီးကျင့်တာထက်ပိုပြီးလွယ်ကူပါတယ်။တရားထိုင်နည်းပေါင်းများစွာရှိပါတယ်။တချို့ကစိတ်ဆုစည်းမှုရအောင်ကိုပဲအလေးပေးပါတယ်။တချို့ကတော့ဖျောင်းနိုင်တေကီတာစတာတွေကိုအာယုံပြုဖို့အတွက်အသုံးချကြပါတယ်။တခြားတရားမှတ်တဲ့အလေးအကျင့်တွေကတော့ထိုက်ချီချီးကောင် ယောဂအစတဲ့လှုပ်ရှားရတဲ့အလေးချင်းတွေဖြစ်ပါတယ်။တချို့တရားမှတ်တာတွေမှာကခုံပြီးတရားမှတ်တာတောင်ပါဝင်ပါတယ်။တတိအသည့်အလေးအချင်းကိုဗုဒ္ဓဘာသာဂန်အမျိုးမျိုးကဗုဒ္ဓဘာသာဓလေ့တွေရဲ့တစိမ့်တစ်ပိုင်းလို့လေ့ကျင့်လေ့ရှိပါတယ်။ဓလေ့အမျိုးမျိုးနဲ့ဤအမျိုးမျိုးဟာအခန်းတစ်ခုတည်းကိုဝင်ပေါက်အမျိုးမျိုးကနေဝင်ရောက်ခြင်းသာဖြစ်ပါတယ်။ဒါကြောင့်သင်စိတ်ကြိုက်ဤနဲ့သာစံသက်ကြည့်ဖို့အကြံပြုလိုပါတယ်။တတိအသည့်လေ့ကျင့်ခန်းက ကိုအရွယ်မရွေးလေ့ကျင့်နိုင်ပါတယ်။ကလေးတွေဟာလူကြီးတွေထက်ပိုပြီးအာရုံရကြပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ဟာလက်ရှိအချိန်မှာပဲနေကြတာများလို့ပါ။လူကြီးတွေကသာအတိတ်ရောက်လိုက်အနာဂတ်ရောက်လိုက်အတွေးတွေလွင့်နေလေရှိပါတယ်။စာရေးဆရာလည်းဖြစ်ပြီးပညာပေးသူတဦးလည်းဖြစ်တဲ့အမေရိကန်နိုင်ငံသူဆူဇန်ကိုင်ဇာဂရင်းလန်ကအသက်၄နှစ်အရွယ်အထိကလေးငယ်တွေတရားထိုင်နိုင်မဲ့ပုံစံတွေသင်ကြားပို့ချနေပါတယ်။ဆေဂျော်သ က်အတွေ့အတွက်ထူးထူးခြားခြားအထောက်အကူဖြစ်တာတွေ့ရပါတယ်ဒါပေမဲ့တတိအသိရှိခြင်းရဲ့အဓိကကရွေးချယ်မှုပါ အတင်းအကျပ်လောက်ခိုင်းတာညွန်ကြားတာကဒုက္ခဖြစ်စေပါတယ်အကျိုးရုပ်စေပါတယ်တတိအသိလေ့ကျင့်ခန်းလုပ်ဖို့ဘတော်မှ နောက်ကျတယ်ဆိုတာမရှိပါဘူးလေ့ကျင့်တာပြတ်သွားရင်လည်းအစကပြန်လုပ်လို့ရပါတယ် သဘောပေါက်ရမှာကစိတ်ဆိုတာအမြဲရောက်တက်ရရသွားနေနိုင်တယ်ဆိုတာပါပဲနှစ်ပေါင်း40ကျော်တရားထိုင်တဲ့ဆရာတွေကိုယ်တိုင်သူတို့စိတ်တွေကလွင့်မျောနေစေဆိုတာ ပြောတဲ့အနေကြားရပါတယ် ျမတို့ရဲ့စိတ်လွင့်မျောနေတဲ့အခါဘယ်ကိုလွင့်တယ်လဲဆိုတာသတိပြုမိပါတယ်အဲ့ဒီအခါဝင်သက်ထွက်သက်အတန်ဒါမှမဟုတ်အာယုံပြုဖို့တုံးတဲ့နီးနဲ့မိမိရဲ့စိတ်ကိုပြန်ယူရမှာဖြစ်ပါတယ်ကျမတို့ကဒါမျိုးကိုတစ်ကြိမ်နှစ်ကြိမ်မက အကြိမ်တစ်တောင်းလှုပ်ရပါမယ်ဒါဟာလေ့ကျင့်ခန်းပါကျမတို့ရဲ့စိတ်လွင့်သွားတိုင်းထွက်သွားစီဖို့နောက်ပြီးပြန်ခေါ်ဖို့လေ့ကျင့်ခန်းလုပ်ဖို့အခွင့်အရေးပေးလိုက်တာဖြစ်ပါတယ်ဒေါက်တာဂျုံကပတ် ်စင်ကဂျင်ကအားကစားရုံထဲမှာလေ့ကျင့်ခန်းလုပ်ရတယ်လို့ပါပဲလို့နှိုင်းရှင်ပြောပါတယ်ဒါပေမဲ့ကျမတို့ကတိစိတ်ဆိုတဲ့ကြွက်သားကိုအလေးအကျင့်လုပ်နေတာဖြစ်ပါတယ်မျိုးလွင် MBA အခုလို Be Mindful Sao ရဲ့အပိုင်း၃ကိုနားဆင်ပေးကြတော့ Tollan Clicker များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ရှင်။အားလုံးပဲအသိတ္တိစိတ်များကပ်နိုင်ကြပါစီရှင်။